Hey guys, Kyo San ရေမှာကြိုဆိုပါရစေ။အခုဒီဗီဒီယိုမှာတော့ Semiconductor လောကထဲကနောက်ဆုံးပေါ် tag တွေအကြောင်းနဲ့အဲဒီကောင်တွေကိုတုံးပြီးတော့ Intel ရဲ့ TSMC ကို Samsung တို့အမှီလိုက်နိုင်မလားဆိုတာကိုပြောပြပေးသွားမှာပါ။အဲဒီ tag တွေက Intel တယောက်တည်းတုံးမှာတော့မဟုတ်ဘူးဗျာ။အဲဒါကြောင့်ဒီဗီဒီယိုကသူတို့အတွက်လည်းမှန်ပါတယ်။ဒါပေမဲ့တချို့ဟာတွေကတော့လောလောဆယ်မှာ Intel ကအရင်ဆုံးတုံးမှာပေါ့။အဲဒီကောင်တွေကို TSMC ကိုဘာလို့ကတုံးတဲ့အခါကျလို့ရှိရင်လည်းဘလို့ဖြစ်မလဲဆိုတာကိုနှိုင်းရှင်းပြီးတော့ပြောပြပေးတာပါတယ်။ကျွန်တော်ဒီဗီဒီယိုအချိန်ကြာကြီးပေးပြီး research လုပ်ထားတာပါ။ကျွန်တော်ကိုးကားထားတဲ့ reference တွေအကုန်လုံးကိုလည်း Google Doc ထဲထည့်ထားပြီးတော့ description မှာ link ထည့်ပေးထားပါတယ်။ Okay. ်ဆက်လိုက်ကြရအောင် Intel ဆိုတာ CPU ခေတ်ဦးတည်းက semiconductor လောကမှာတောက်လျှောက်ဆရာကြီးဖြစ်လာခဲ့ပါဗျာသူရဲ့ note တွေအကုန်လုံးကဒီကျန်တဲ့ TSMC တို့ Samsung တို့ Toshiba တို့ NEC တို့ Fujitsu တို့ Global Foundry တို့အဲ့ဆက်တဲ့ CPU ထုတ်တဲ့သူတွေအကုန်လုံးထဲအမြဲတမ်း note တစ်ခုတားနေ generation တစ်ခုရှေ့ကိုကြောနေတာပေါ့ note ဆိုတာကဒီ CPU ကိုထုတ်တဲ့ process ကိုပြောတာသူများတွေက32 nanometer ပဲရှိသေးတဲ့အချိန်မှာ Intel က22 nanometer ရောက်နေပြီ FinFET transistor ဆိုတာ Intel ကပဲစသုံးခဲ့တာပေါ့ဒါပေမဲ့လောလောဆယ်မှာတော့ Intel ကတော်တော်လေးအခြေအနေမကောင်းဘူးဗျာအဲ့မကောင်းတာ တွေအကုန်လုံးရဲ့အစသူ့ရဲ့တန်းနန်နိုမီတာနှုတ်ကစတာပေါ့အဲ့ကောင်နောက်ကျသွားတာနေစသွားပါပဲဘာဖြစ်လို့နောက်ကျသွားသလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးထားပါတယ်အဓိကပြဿနာကတော့ဒီဆက်အသစ်တွေမပါဘဲနဲ့နီးပညာအသစ်တွေအများကြီးထည့်ဖို့ကြိုးစားတာပေါ့ density ပိုကောင်းအောင်လုပ်တယ် metal အသစ်တွေ transistor design အသစ်တွေနဲ့ထောင်လေပြီးတော့အရင်ကြွားအဲ့မှာပြောစရာရှိလာတာ TSMC ကို Samsung တို့ကကြတော့ဒီဆက်အသစ်တွေမပါဘဲနဲ့တန်းနန်နိုမီတာချစ်တွေလုပ်ခဲ့တာပဲ intel ကမှဘာလို့တိုင်ပတ်သွားသလဲဆိုတော့ TSMC ရဲ့တန်းနန်နိုမီတာနှုတ်ရဲ့ဒီ density density ပေါ့1 mm 1 mm ပတ်လည်မှာဆန့်တဲ့ transistor အရေအတွက်က Intel ရဲ့14 nanometer နဲ့တူတူပဲဗျာအဲ့လိုပဲ Intel ရဲ့10 nanometer က TSMC ရဲ့7 nanometer နဲ့တွားညီတယ်အဲ့ကြောင့် nanometer နံပါတ်တွေအတိအကျမရှိဘူးပါပေါ့အဲ့တော့လည်းဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြခဲ့ပါတယ်အဲ့ကြောင့်လဲ Intel ကသူ့ရဲ့10 nanometer ကို Intel 7လို့နာမည်ပြောင်းလိုက်တော့ဘယ်လိုဆိုတော့ density အတိုင်းအတာတွေက TSMC ရဲ့7 nanometer နဲ့ဆင်တော့7 nanometer class ဆိုပြီးတော့ Intel 7လို့နာမည်ပြောင်းလိုက်တယ်အခု လာပြီ Intel 18A A ဆိုတာက angstrom ကိုခေါ်တာပေါ့အဲဒီကောင်က nanometer ထက်သေးတဲ့ unit တစ်ခု1 angstrom မှာ0.1 nanometer ရှိတယ်အဲ့တော့ 18A ဆိုတာ1.8 nanometer ပေါ့ TSMC ကသူတို့ရဲ့ဒီ2 nanometer class node ကို N2 လို့ပေးထားတော့သူတို့ကဒီ1.8 nanometer ဆိုတော့ပိုကောင်းတယ်လို့ပေါ့ဗျာဒါ marketing terms ပါပဲနာမည်ကသူတို့သူတို့ဘယ်လိုပေးပေးပါ performance ကအဓိကပဲလေ အခုကြည့်ရတဲ့လောက်ဆိုရင် Intel 18A နှုတ်ကသူ့ရှေ့ရနှုတ်တွေထဲတိတိကျကျကြီးကိုပိုကောင်းလာဗျာ 18A မှာဒီ semiconductor လောကမှာလုံးဝအသစ်ဖြစ်တဲ့နည်းပညာနှစ်ခုကိုထည့်ထားတာ backside power delivery BSPD နဲ့ GAA FET transistor ဆိုတဲ့ဒီ transistor design အသက်ပေါ့ GAA FET ကတော့ Samsung ကအရင်စသုံးတာ2022ထဲကဗျာအခုဆိုရင်တို့က second generation အောင်ရောက်နေပြီပေါ့ဒါပေမဲ့ Samsung ကအဲ့ဒါကိုကောင်းကောင်းမသုံးတတ်သေးဘူးတော်တော်တိုင်ပတ်နေရဲ့ဒီ customer လည်းမရဘူးဖြစ်နေပေါ့အခုဒုတိယသုံးမဲ့လူက Intel ပြီးရင် TSMC N2 ဖြစ်မှာပေါ့ ဲ့ဒီနှစ်ခုစလုံးအကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးသွားမှာပဲအရင်အသေးစိတ်တော့မဟုတ်ဘူးပေါ့အကျဉ်းပြင်းပေါ့ backside power delivery ဆိုတာ chip ထုတ်တဲ့အခါမှာဒီ wafer ကိုရှေ့ရောနောက်ကိုထိုးတာပေါ့လေဆန်းနဲ့ပြောပါပါအခုလက်ရှိကျွန်တော်တို့တုံးနေတဲ့ chip တွေအကုန်လုံးအကုန်လုံးနှီးပါပေါ့တချို့ image sensor တွေကလွဲရင်အဲ့ဟောင်းလေအကုန်လုံးကဒီလေကြီးထိုးရိုးနီးနဲ့ပဲရှေ့ကထိုးတာလေဆန်းနဲ့အဲကျွန်တော်ဒီဗီဒီယိုမှာတော့ CPU ဘယ်လိုလုပ်တယ်လဲဆိုတော့အစင်းစင်းကိုအသေးစိတ်မပြောတော့ဘူးဗျာအဲကျွန်တော်ပြောနေတဲ့မျိုးလုံးနဲ့မမြင်ဘူးဖြစ်လာရင်ဒီ branch education ကလောက်ထားတဲ့ဒီဗီဒီယိုလေးကိုကြည့်ကြည့်လိုက်ပါ ရမ်းမိုက်တဲ့ 3D animation လေးကိုဖြည်းဖြည်းချင်းပြောတာကဒီပုံလေးဒီ animation တွေကြည့်ုံနဲ့ဘလို့လုံးဝသဘောပေါက်ပါလိမ့်မယ်။ညီမတို့ကြည့်ချင်တဲ့သူတွေတော့က TPH လက်ပြည့်ဒီတဲမသည်ချစ်စီလို့ဆိုတဲ့ video လေးကတော်တော်မိုက်ပါတယ်။ကျွန်တော် chip တစ်ခုလုပ်တော့မယ်ဆိုရင် wafer လို့ခေါ်တဲ့ silicon အဝိုင်းအများကြီးကို laser နဲ့ထိုးရပါပေါ့။အဲ့ chip ထဲမှာ layer တွေအများကြီးရှိတယ်အထက်အထက်အထက်အလွှာအလွှာလေးအများကြီးရှိတယ်အဲ့ဒီမှာပထမဆုံးထိုးတဲ့ layer က transistor လေးတို့ဆွဲတာပေါ့ transistor လောက်တာအားလုံးသိတဲ့အတိုင်းပဲဒီ transistor လေးတွေကဥနောက်ပိုင်းအရန်သေးလာ nanometer အရွယ်အစားလေးတွေအဲ့ဒီ transistor လေးတွေဆွဲပွားရင်အဲ့ကောင်တွေကိုအဖွင့်ပိတ်လုပ်ဖို့ power ပေးရမယ်01 data ယူရမယ်အဲ့အတွက်ကြောင့် power ကြိုးတွေလိုတယ် data ကြိုးတွေလိုတယ်အဲ့ကြိုးတွေကို transistor တွေနဲ့တည်တည်ဆဲဆဲချိတ်နိုင်ရမယ်အဲနောက်ဆုံး အဲ့အကုန်လုံးထိုးပွားရင်လေယာဉ်ကြိုးတွေပါအကုန်ဆွဲပွားရင် chip ကိုလှန်လိုက်ပြီးတော့ဒီ substrate တို့ PCB တို့မှာကတ်ပြီးတော့သုံးလို့ရပြီပေါ့အဲ့ကြောင့်အဲ့ကောင်တွေကို flip chip လို့ခေါ်တယ်လှန်တဲ့ chip ပေါ့နော် flip chip နာမည်ပေးရရရင်ရိုးရှင်းတယ်အဲ့မှာအပူဆုံးဖြစ်တဲ့ transistor လေးတွေကအပေါ်ဆုံးရောက်သွားတယ်သူတို့အရင်ဆုံးထိုးရတာကိုလေစာနဲ့အဲ့တော့ဒီ transistor layer ရှိရဲ့အပေါ်က matter layer တွေအဲ့ကောင်လှန်ပြီးတော့ PC ပြီးတော့ဘုတ်တို့မှာကတ်လိုက်တော့ transistor အပေါ်ဆုံးရောက်ပါတယ်အဲ့ပုံမှာကျွန်တော်ကူလာလေးလာတက်မှာပေါ့ဖုန်းလေးမှာဆိုဘေးဘက်ချိန်မှာတော့ပါလို့ CPU ဆိုလဲကူလာအကြီးကြီးလာတက်မှာပေါ့အဲ့ဒီ chip ထဲက wire တွေကိုကျွန်တော်ကကျိုးလို့အလွယ်ဘာသာပြန်လိုက်တာပေါ့တကယ်တော့အဲ့ကောင်တွေကဂျင်းနီကော့ပါနဲ့လှုပ်ထားတဲ့ line ချောင်းတစ်သိမ့်လေးတွေအဲ့ကောင်တွေက transistor တိုင်းကိုတွားတွားချိန်ရမယ် power line နဲ့ data line ပေါ့ပြီးရင်အဲ့ line နှစ် line ရတယ်လုံးဝသွားထိလို့မရဘူးဗျာပူးလို့မရဘူးပူးရင် short ဖြစ်လစ်ကုန်ပါပဲအဲ့တော့ ကြားမှာ dielectric ဆိုတာခံရတယ် dielectric ဆိုတာ insulator ပဲလျှက်စစ်ဖြတ်စည်းလို့မရဘူးပေါ့သူ့ရဲ့အလုံးလုံးပေါ်ဒီထက်တော့ရှုပ်တယ်ဒါပေမဲ့အခုဒီ power နဲ့ data line ကြားထဲမှာတော့ insulator အနေနဲ့ပဲအဓိကအလုံးလုံးတယ်လျှက်စစ်မစည်းအောင်ပဲသူကကာပေးတာပေါ့အခုနောက်ပိုင်းမှာ transistor တွေကပို့ပို့ပြီးတော့သေးလာတယ်အဲ့ပို့သေးလာတဲ့ transistor တွေကိုချိတ်တဲ့ power ဂျိုးလေးတွေကလည်းပို့ပို့ပြီးသေးပြီးတော့ transistor ရဲ့အရေအတွက်ကလည်းများလာတော့ဂျိုးတွေကလည်းအရန်များလာတယ်အဲ့တော့ ဝါယာကြိုးအချင်းချင်းလေးတွေမထိအောင်လေယာဉ်တွေထိုင်ရင်ထိုင်ရင်လည်းချစ်တွေကအထူးကြီးဖြစ်လာ။အဲ့ဒီချစ်တွေထဲမှာဝါယာကြိုးဆွဲထားပုံကဘာနဲ့တွတ်တူတယ်လဲဆိုတော့ကျွန်တော်တို့အိမ်ယုံမီးပေးတယ်လို့ပေါ့။မဟာဓာတ်အားလိုင်းကလာတဲ့လျှက်စစ်ကို transformer အစင်းစင်းခံပြီးတော့ကျွန်တော်တို့အိမ်ကိုရောက်လာတယ်။နောက်ဆုံးဒီလမ်းထိပ်က transformer ကနေပြီးတော့ကျွန်တော်တို့ဒီဝါယာတက်တိုင်ကနေတဆင့်ကျွန်တော်တို့အိမ်ထဲကိုဝင်လာတယ်။ကျွန်တော်တို့အိမ်ထဲကိုဝင်လာတဲ့အခါမှာကြိုးကတိတ်တိတ်လေးပဲရှိတော့တယ်။အဲ့တော့မှကျွန်တော်တို့ကဒီ plug ပေါက်မှာ TV တို့ဘာတို့ချိတ်တဲ့ကြိုးတွေဆိုရင်ပုံအောင်သေးသွားသေးတယ်လေ။အဲ့လိုပဲ chip ထဲမှာကြိုးတွေကအစင်းစင်းစစ် စင်သေးလာတာ data ကြိုးတွေကပြဿနာမရှိဘူးဗျာသူတို့က layer ဘယ်နှစ်ခုပဲရှိရှိဒီ01 data ကို AAC သဲနိုင်တယ် power ကြိုးတွေကြာအဲ့လိုမဟုတ်ဘူးလက်စစ်ကြိုးတိုင်းမှာဒီခုခံအားလို့ခေါ်တဲ့ resistance ဆိုတာရှိတယ် resistance formula ကဒီ R to rho L by A အဲ့ဒီ formula မှာဘယ်လိုမြင်တဲ့အတိုင်းပဲဗျာ resistance နဲ့ length အလျားပေါ့အဲ့ကောင်ကတိုက်ရိုက်အချိုးကြတယ်အလျားရှည်လာလေလေ resistance များလာလေလေ ။ area နဲ့ကြတော့ဖြောင်းပြန်အချိုးကျတယ်။ area သေးလာလေလေခုခံအားများလာလေလေ။အခုနောက်ဆုံး CPU တွေမှာဆိုရင် layer အရန်များတော့ဗျာ။အလျားရှည်လာတယ် transistor လေးတွေကလည်းပိုပိုပြီးသေးတာတော့အဲ့ဒီသေးသေးလေးတွေဒီသွားချိန်ရတဲ့ copper line လေးတွေကလည်းအရန်သေးလာတယ်အဲ့တော့ကြောင့် resistance မတရားများလာတယ်ဗျာအဲနောက်ပြီးတော့ဒီ nanometer အရွယ်အစားရှိတဲ့ copper wire ထဲမှာ electron တွေကတစ်ခါတလေဒီ wire ချိုးကဒဲ့သွားပေမဲ့ electron ကဒဲ့မသွားပဲဘောင်ပင်ခက်ပြီးရောက်ချင်တဲ့စီရောက်တော့အဲအဲ့ဒါကို surface scattering လို့ခေါ်တယ် အဲ့အဲ့ကောင်တွေကဒီနာနိုမီတာအရွယ်အစားရှိရဲ့ပစ္စည်းတွေမှာဖြစ်နေကြပြဿနာပေါ့အရန်သေးလာတယ်လေပြဿနာကမျိုးစုံတက်လာတယ်ဗျာအဲ့လိုမျိုးဝါယာကြိုးကရှည်လာတယ်ဝါယာကြိုးကသေးလာတယ်ပြီးတော့ surface scattering ဆိုတာရှိရဲအဲ့အကြောင်းဒီ IR drop ဆိုတာဖြစ်လာတယ် ဝါကြိုးတွေအောက်ဆုံးလေယာမှာ voltage ကျသွားပေါ့ V equal to IR လေအဲဘာဖြစ်လို့ IR drop လို့ခေါ်သလဲဆိုတော့အဲ့ဒီကျသွားတဲ့ voltage က resistance ကြောင့်ကျသွားတာဖြစ်ကြောင်းသိစေချင်လို့အဲ့လိုမျိုးအောက်ဆုံးလေယာမှာကျသွားတော့ transistor တွေအဖွင့်ပိတ်လုပ်ရင် power မလောက်မှာဆိုလို့အပေါ်ကနေပြီးတော့ voltage အများကြီးနဲ့ဖိပေးရအောင်အဲ့တော့ကြောင့်ဒီ power စားတက်လာတယ်အဲ့လိုမျိုး voltage များတဲ့ကြိုးတွေကဘေးနား data ကြိုးတွေနဲ့ကပ်နေလို့ရှိရင် capacitance လို့ခေါ်တဲ့ effect ဝင်ပြီးတော့ data signal တွေပါအနှောက်အယှက်ဖြစ်ကုန်ပါဗျာအဲ့ဒါလက်ရှိ Samsung မှာဖြစ်နေတာဒီ GaAFET transistor တိုင်းမှာဖြစ်နေတာ ဲ့ဒီပြဿနာတွေပဲ power line တွေကပူးကပ် power စားတွေကများပြီးတော့အရန်နေပူလာတယ် performance အရန်ကျလာပေါ့ဒါလက်ရှိ Samsung SF SF3 Note ရဲ့ပြဿနာတွေပဲအဲ့တော့အဲ့ဒါကိုဖြည့်ရှင်းနေရနှစ်မျိုးရှိတယ် metal ပြောင်းသုံးပေါ့ copper အဆင်မပြေတော့ရင် tungsten တို့ ruthenium တို့ပြောင်းသုံးပေါ့ဒါပေမဲ့ခက်တာအဲ့ဒီ metal တွေကလက်ရှိ chip ထဲကိုထည့်လို့ရလောက်တဲ့အထိထုတ်နိုင်တဲ့ဒီတန့်စင်နိုင်တဲ့ supply chain မရှိဘူးကွာဘယ်တော့ရှိလာမှလည်းမသိဘူးသိမလားမသိကြတဲ့နီးပညာဆိုတော့ဒီ metal အစ်စ် supply chain တစ်ခုလုံးစဖို့ဆိုတာအရန်ရင်းနှီးမြှုပ်နှံမှုအားများတယ်ဗျာပတ်စံအရန်များတယ်အဲကြောင့်လက်ရှိ semiconductor industry တွေကသူတွေအကုန်လုံးကနောက်တနည်းကိုပြောင်းသုံးလိုက်ကြတယ်အဲ့ဒီနည်းကတော့ power joke နဲ့ data joke တွေကိုလုံးဝခွဲထုတ်လိုက်တာပဲ အဲ့ဒါကတော့ဒီ semiconductor industry ထဲမှာ chip တွေကိုထုတ်တဲ့နီးသစ်တွေထွင်နေတာ Intel တို့ TSMC တို့တွင်ရှိရမှာမဟုတ်ဘူး။တခြားဒီ iMac တို့ Lam Research တို့ Tokyo Electron တို့အဲ့လိုမျိုးကုမ္ပဏီအများကြီးရှိပြာ။သူတို့ကဒီ transistor တွေကိုပိုကောင်းအောင်လုပ်တဲ့နီးတွေတစ်ချိန်လုံးထွင်တယ်။သူစက်တွေလည်းထုတ်ရောင်းလာပေါ့။အဲ့သူတို့ထွင်တဲ့နီးတွေနဲ့တုံးတဲ့စက်တွေပါတွဲရောင်းလာ။ iMac ကတော့စက်မရောင်းဘူးပြာ။သူတို့ကတော့ research တီးတတ်ပဲ။ chip တစ်ခုလုပ်ဖို့ကလေဆာထိုးတဲ့စက်တစ်ခုရတဲ့မပြီးဘူးလေ။စက်တွေအများကြီးနဲ့လုပ်ရတာ။ ဲ့လိုမျိုးပါဝါနဲ့ data ခွဲထုတ်တဲ့နီးကို iMac ကစပြီးသူစေတနာလုပ်ခဲ့တယ်။အဲ့အတွက်ကြောင့်ဒီလုတ်တဲ့နီးတွေကအများကြီးရှည်ဗျာ။ company ကမူတည်ပြီးတော့လုံနည်းအမျိုးမျိုးရှိတယ်။ဒါပေမဲ့ဒီ video ကအရင်ရှည်သွားမှာဆိုတော့ Intel အကြောင်းပဲပြောပါပေါ့။ DSMC နဲ့လည်းနည်းနည်းရှင်းပြပါမယ်။ Intel ကလည်းအဲ့ research တွေကိုအခြေခံပြီးတော့ကွက်ကိုလုတ်ဖို့စူးစမ်းလာအောင်မြင်သွားတယ်ပေါ့သူတို့ရဲ့ Neo တော့ Power VR လို့နာမည်ပေးကြတယ်အဲ့ဒါဘာလို့ဆိုလိုတယ်လဲဆိုတာ bro စက်ကြည့်ရင်သဘောပေါက်ပါလိမ့်မယ်အဲ့သူတို့ရဲ့ Neo ကအရင်တိုင်းပဲ transistor တွေကို layer နဲ့ဆွဲပြီး data line တွေဆွဲ ဲ့မှာ step တစ်ခုအဆင့်တစ်ခုအတစ်ပို့လာတယ်ဆောနာ transistor တွေဘေးမှာ nano TSV လို့ခေါ်တဲ့အပေါက်လေးဖောက်လာတယ် TSV ဆိုတာ through silicon via via ဆိုတာ latin စကားဗျာဘာသာပြန် path လို့ခေါ်တယ်လမ်းကြောင်းပေါ့ semiconductor လောကမှာတော့ downlight ဆွဲထားတဲ့ wire line တွေကိုခေါ်တာပေါ့ via ဆိုပြီးတော့ အခု transistor တွေက EUV နဲ့ဆွဲထားတဲ့အရန်သိရဲ့ကောင်းနေဗျာသူတို့ဘေးမှာအပေါက်လာဖောက်တာအရန် NDA များတယ်ဒီ silicon wafer ကြီးကိုဖောက်ထားလိုက်တော့ chip ကပျော့သွားမှာမခိုင်တော့မှကြောက်ရတာပေါ့အဲ့ကြောင့် Intel ကသူတို့ရဲ့ VR တွေကို transistor တစ်ခုချင်းစီအတွက်မဖောက်ဘဲနဲ့ဒီ standard cell တစ်ခုချင်းစီဘေးနားမှာဖောက်တာပေါ့ standard cell တစ်ခုမှာ transistor အများကြီးပါတယ်သူဒီ transistor အုပ်စုအုပ်စုရဲ့ဘေးနားမှာ VR လေးဖောက်တာပေါ့ ပတ်လေးဖောက်လဲအဲ့လိုအပေါက်လေးဖောက်ပြီးရင်အဲ့ဒီအပေါက်တွေကိုကော်ပါနဲ့ဖြည့်လိုက်တာပေါ့အခုလိုမျိုး chip တွေထဲမှာအဲ့လိုမျိုးဒီ through silicon via silicon အပောက်ပေါက်တာအထူးဆန်းတော့မဟုတ်ဗျာ TFC ကို1980လောက်ထဲက Hitachi တို့ Fujitsu တို့ကလုပ်ပြခဲ့ဗျာအဓိက RAM မျိုးထက်တဲ့နေရာမှာသုံးတာပေါ့အခုနောက်ပိုင်းမှာတော့ logic chip တွေထက်တဲ့နေရာမှာသုံးလာတယ်ဥမာဒီ AMD ရဲ့ X3D chip တွေပေါ့အဲ့မှာ cache အကြီးကြီးကို TSV နဲ့လာကတ်ထားအဲ့ through silicon via ကိုသုံးပြီးတော့လာကတ်ထားဒါပေမဲ့ Intel ရဲ့ TSV ကလက်ရှိသူများတွေသုံးနေတဲ့ TSV နဲ့လုံးဝမတူဘူးဗျာအရန်ကိုသိရမသိလို့လည်းမရဘူးလေအခုလိုမျိုး logic transistor base လာဖောက်တာဒါပထမဆုံးပဲဗျာ မှပထမဆုံးအဲ့လိုမျိုး logic transistor ဘေးမှာအပေါက်လာဖောက်ပြီးတော့ copper နဲ့လာဖြည့်တာ အကျန်သေးသေးလေးဖောက်လာ။ဒါကြောင့်အဲ့လိုဖောက်လဲဆိုတော့သူကအဲ့အဲ့ဖောက်ထားတဲ့လမ်းကြောင်းလေးတွေကနေပြီးတော့အနောက်မှာလာပြီးတော့ဝါကျိုးဆက်မှာပေါ့။ DSMC ကြတော့အဲ့ DSV မတုံးဘူးနော် Through Silicon VR တွေမတုံးဘူး။သူကကြတော့ transistor တစ်ခုချင်းစီကိုအနောက်ကနေလှမ်းပြီးချိန်မှာအဲ့ဒါပိုခက်တယ်။ Intel ကအခု transistor တဲတဲလေးတွေဆွဲတယ်။အဲ့ DSV အပေါက်တဲတဲလေးဖောက်တယ်။ copper နဲ့ဖြည့်တယ်။ပြီးရင် power line တွေဆွဲတယ်ပေါ့။အဲ့ဒါကြီးအကုန်ပြီးသွားရင်အပေါ်ကဒီဆွဲပြီးသွားတဲ့ data line တွေပေါ်မှာ wafer အလွတ်တစ်ခုလာကတ်လိုက်တယ်။ strength ရှိသွားမှာနော် chip ကမပြော့အောင် chip တောင်းအောင်ပေါ့ပြီးရင် wifi တစ်ခုလုံးလှန်လိုက်ပြီးတော့ sona ဖောက်ထားတဲ့ tsv လေးတွေပေါ်လာတဲ့အထိကမ်ဘီကင်နဲ့စားပလိုက်တာလုံးဝစားချပလိုက်တယ်ပါပလိုက်တယ်ပေါ့နော် tsv တွေအများသောအားဖြင့် transistor တဲ့ site ကြီးရယ်ဗျာအဲ့တော့သူကအရင်စားစရာမလိုဘူး transistor နဲ့ကတ်နေအောင်စားစရာမလိုဘူးလောကကန်ရနဲ့ပို့ပြီးရိုးရှင်းတယ်ပေါ့ TSMC ကြတော့ဆောနာကြော်ပြတဲ့သူ TSMC မတုံး transistor တွေအထိ power line ဒဲ့ဆွဲမှာ အဲဒါကြောင့်သူကဒီ transistor ကလုံးဝကတ်နေတဲ့အထိစားမှာ10နာနိုမီတာလောက်ပဲကျန်တဲ့အထိကိုစားမှာဗျာလုံးဝအမှားမခံဘူးနည်းနည်းလေးပိုသွားတာနဲ့အဲ့ transistor ကြီးအကုန်ပြတ်သွားတော့ပေါ့ပထမက TSMC ကလည်းအဲ့ဒီဒီ backside power delivery ကျိုးဆွဲတဲ့နီးကိုအခုအစ်စ်ထွက်မဲ့ N2 နှုတ်မှာထည့်မယ်ဆိုပြီးကြေညာတာဒါပေမဲ့အဆင်မပြေဘူးနဲ့တူတယ်အခုရွှေ့လိုက်တယ်ဗျာ နောက် note တွေမှာပဲသုံးလို့မှာပေါ့အဲဘယ် note မှာဖြစ်မလဲတော့အခုဒီသူတို့မပြောသေးဘူးဘယ်နည်းပိုကောင်းလဲဆိုတော့ TSMC ဘက်ကအဲ့ဒီအကြောင်းဘာမှမကြားရသေးရောမပြောတတ်သေးဘူးဗျာဒါပေမဲ့သူတို့လည်းအဲ့ဒါကိုသုံးကိုသုံးအောင်ပါမသုံးလို့မရဘူးဆောနာကျွန်တော်အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ sensitive ပိုပိုများလာရင် layer တွေများလာပြီးတော့ဒီ voltage ကအောက်ရောက်ဟင်ဘာမှမကြံသလိုဖြစ်နေပြီဆိုတော့ Intel ကအဲ့ကောင် Intel 4မှာဆန်းပြလာတာပေါ့နော်အဲ့လုံးဝ chip design အတူတူပဲ power ရိုး၈ဆွဲရနဲ့နောက်ကဆွဲရနှစ်ခုပဲကွာအဲ့လိုအနောက်ကပြောင်းဆွဲလိုက်အောင်လေဒီ ဘာမှကျန်တာဘာမှမပြောင်းဘဲအနောက်ကပြောင်းဆွဲတဲ့ဒါတစ်ခုနဲ့နေ frequency က6%တက်လာတယ် megahertz ပိုမြန်လာပြီပြီးရင် power ဈာန်တော့15%လောက်ပိုလျော့သွားတယ်ပေါ့တော်တော်လေးကောင်းတယ်ပေါ့နော်ဒါပေမဲ့ပြဿနာတစ်ခုကအဲ့လိုမျိုး TSV လေး transistor ရဲ့ဘေးမှာဖောက်ထားတော့အဲ့ဒီအပေါက်လေးတွေနေရာပေးရတယ်လေအဲဒါကြောင့် Intel ရဲ့နေရာ TSMC လောက် transistor မဆန့်ဘူးဗျာအရင်ကွာလာတော့မဟုတ်ဘူးဗျာနည်းနည်းလေးပေါ့နော်ဒါပေမဲ့ထောက်ဝပိုလွယ်တဲ့အတွက် yield ပိုကောင်းပဲဗျာ ဟိုကောင်းတဲ့ချစ်ပို့များအောင် wafer တွေက DSMC ဘက်ကတော့အဲ့ဒီ back side power တုံးရတဲ့ချစ်ပြေကြောင့်အသေးစိတ်မသိရသေးဘူးအတိအကျတော့ပြောလို့မရသေးဘူးပေါ့ဒါပေမဲ့တေးချာတစ်ခုကတော့ DSMC လည်းအဲ့ဒီသူ့ရဲ့ back side power ကိုအောင်မြင်သွားရင်သူ့ချစ်တွေကအရန်ကောင်းရပါလိမ့်မယ်ဒါပေမဲ့တေးချာတာကတော့နောက်ပိုင်းချစ်တွေအကုန်လုံးက back side power ထည့်ရဖို့များတယ်မြင်တဲ့အတိုင်းပဲလေအရင်တော့ power line တွေက layer 16ခုလောက်ကိုဖြတ်လာတာအခုက၄၅ခုပဲရှိတော့တယ်ပြီးတော့သူ့ရဲ့ metal အောက်ဆုံး layer ရဲ့ကျိုးကနည်းနည်းလေးပိုကြီးလို့ရပါဗျာ ပြီးတော့အပေါ်က data line တွေကိုလည်းပိုကောင်းတဲ့ design တွေဆွဲလို့ရပါတယ်ကျိုးတွေအများကြီးပိုရွှေ့ရွှေ့ချက်တွေထည့်လို့ရပါတယ် backside power delivery ကဒီလောက်ရတာတော်တော်ခက်တာလေးတစ်ခုပဲရှိရအကျိုးကျေးဇူးကတော့တော်တော်များပါတယ်အခု backside power ပြီးတော့ GAA FET transistor အဲ့ဒီအကြောင်းမပြောခင်ကျွန်တော်ဒီ transistor တွေဘလို့အလုပ်လုပ်တဲ့ဆိုတာနည်းနည်းလေးရှင်းပြအောင်ပေါ့ကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့ transistor တွေကို MOSFET transistor လို့ခေါ်တယ်အဲ့မှာအဓိကအစိတ်အပိုင်း၄ခုရှိရဗျာ source ရ drain ရ gate ရ substrate ရပေါ့ ပေါ်မှာပြောခဲ့တဲ့အတိုင်းပဲအဲ့ဒီဝါယာတွေအကုန်လုံးက source to drain တို့ gate တို့မှာလာချိတ်တာပေါ့အဲ့မှာ gate ကမီးခလုတ်လိုပဲအလုပ်လုပ်တယ် gate ကို power ပေးလိုက်တဲ့အခါမှာ electric field လွှတ်လိုက်တယ်အဲ့ဒီ field ကြောင့် gate ကပွင့်သွားပြီးတော့ဒီလမ်းကြောင်းလေးပေါ်လာပေါ့ channel ဆိုလေးပေါ်လာပြီးတော့ source ကနေ drain ကိုလျှက်စစ်စီးသွားတယ်အဲ့ကြောင့်အဲ့ဒီ transistor တွေကို field effect transistor လို့ခေါ်တယ် FET လို့ခေါ်တာပေါ့အဲ့ gate ကနေ electric field နဲ့ effect ဖြစ်ပြီးတော့လမ်းကြောင်းပေါ်လာပြီးလျှက်စစ်စီးွားတော့ field effect transistor အဲ့ဒီ transistor တွေမှာ gate ကို metal တစ်ခုခုနဲ့လုပ်ထားတယ်ဗျာများသောအားဖြင့် cobalt ပေါ့အ အဲ့ဒီ gate metal အောက်မှာ dielectric တစ်ခုရှိရယ် dielectric ကစောနာကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲ insulator ဒါမဲ့တော့ electric field ကိုပေးဖြတ်တယ်လျှက်စစ်တော့ပေးမစီဘူး electric field ကိုပေးဖြတ်တယ်များသောအားဖြင့်အဲ့ဒီ dielectric ကို hafnium oxide နဲ့လုပ်ထားတယ်အဲအကြောင်းအဲ့ဒီ transistor တွေကို metal oxide semiconductor field effect transistor လို့ခေါ်တယ် mosfet ပေါ့သူတို့ကဒီ transistor တွေကိုခြုံရင်းခြုံရင်းနဲ့ gate တွေကပို့ပို့ပြီးတော့သေးတာ စုံခနဲ့ drain ကပို့ပို့ပြီးတော့ကတ်လာတယ်အဲဒါကြောင့်တခါတလေမှာ gate က electric feeder မပေးရသေးဘူးဒီ electron တွေက source ကနေ drain ဘက်ကိုကူရောဖတ်ခနဲ့အတခါတလေပိတ်လိုက်ရင်လည်းဆက်သွားနေုံပဲကောင်းကောင်းထိမ့်လို့မရဘူးဥမာပြောရရင်ကျွန်တော်ရေးစီးနေတဲ့ plastic pipe အပျော့ကိုအပေါ်တနရရနေလက်နဲ့ဖိပြီးတော့ပိတ်ထားလိုက်လို့ပဲပေါ့ရေလေးရနည်းနည်းလေးတော့ထွက်နေုံပါပဲအပြည့်မပိတ်နိုင်ဘူးပေါ့အဲ့တော့ဘလို့ဖြည့်ရှင်းလိုက်တဲ့လဲဆိုတော့ဒီ channel ကြီးတစ်ခုလုံးအပေါ်ဆွဲတင်လိုက်ပြီးတော့ gate နဲ့အုပ်လိုက် ဂိတ်နဲ့သုံးဘက်ကနေလှမ်းပြီးထိန်းတဲ့ပုံစံဖြစ်သွားပါဗော။ transistor တွေက 2D ကနေအပွားနေလို့အချွန်လေးထွက်လာပြီးတော့ 3D ဖြစ်သွားတယ်။အဲ့ဆွဲတင်လိုက်တဲ့အချောင်းကြီးကဒီငါးတောင်ပိုင်းနဲ့တူလို့ fin ဆိုပြီးနာမည်ပေးလိုက်တယ်ဗော။တခြားဘာတွေပဲမရှိပါဘူး။အဲ့မှာ fin fat transistor ဆိုပြီးတော့ဖြစ်လာတယ်။အဲ့ channel ကိုဂိတ်ကဒီသုံးဘက်ကနေထိန်းနိုင်တဲ့အတွက် fee effect ပေးနိုင်တဲ့အတွက်ပို့ပြီးတော့ control ကောင်းရတယ်။အဲ့တော့ Intel က2017မှာအရင်ဆုံးသုံးခဲ့ရယ် Samsung တို့ TSMC တို့က၄နှစ်ကြာ2015မှာစပြီးသုံးခဲ့ပေါ့ အခု transistor တွေကပို့ပို့ပြီးတော့ထပ်သေးလာပြန်ပြီခင်ဗျာပို့ပြီးထိနိုင်အောင် fin တွေလည်းတစ်ခုမှကထည့်လာတယ်ဒါပေမဲ့ဘလို့မှမရတော့ဘူးမလုံးဝမထိနိုင်တော့ဘူးပေါ့နော်ဒီအဲ့လောက်သေးတဲ့ transistor တွေအဲ့တကြောင်အခု finfet transistor တွေထွက်ပြီး10နှစ်ကျော်အကြာမှာတော့ဒီလုံးဝအသစ်ဖြစ်တဲ့ transistor design အသစ်ထွက်လာပြီအဲ့ကောင်တော့ GAFET လို့ခေါ်တဲ့ gate all around fet ပါ အဲ့ဒါက GA transistor တွေကို1988မှာတည်းကတိုရှိပါစလုပ်ပြခဲ့တာပေါ့ဒါပေမဲ့အဲ့တုန်းက dual transistor တွေကအဆင်ပြေနေသေးတယ်ဗျာပြီးတော့လောက်ကလည်းပိုခတ်တယ်ဆိုတော့ဘယ်သူမှစိတ်ဝင်စားကြဘူးပေါ့အခုကတော့အဲ့ GA transistor တွေကိုမသုံးလို့မရတော့ပါဘူး GA transistor တွေကတော့ bro အခုမြင်တဲ့အတိုင်းပဲ channel တစ်ခုလုံးကို gate နဲ့ပတ်ထားရတာဗျာပိုက်ကိုလက်တစ်ခုလုံးနဲ့ကင်လိုက်တဲ့သဘောပဲပေါ့ channel ကိုပို့ပြီးတော့ထိန်းချုပ်လို့ကောင်းပါတယ် transistor ရဲ့အရွယ်အစားလည်းပို့သေးပါတယ် ဒီဟိုပထမဆုံးသုံးတာကတော့ Samsung ပဲဗျာအဲ့ကောင်တို့ကတို့ MBC Fat လို့နာမည်ပေးတာလေ Intel ကလည်း GA Fat လို့မခေါ်ဘူး Ribbon Fat လို့ခေါ်တယ်အဲ့ဒါကတော့နာမည်ပါပဲဘာတိမ်းမှမရှိဘူး DSMC ကတော့ YoYo Nano ရှိလို့ပဲခေါ်တယ်အဲ့ဘာလို့လဲဆိုတော့အဲ့ဒီ GA Transistor တွေမှာအမျိုးအစားနှစ်မျိုးရှိရယ် Channel တွေကို Wire ဂျိုးလေးတွေလို့လုပ်ထားတဲ့ Nano Wire ရယ်ပြီးတော့အဲ့ဒီ Channel တွေကိုအပြားကြီးလုပ်ထားတဲ့ Nano ရှိတယ်ဆိုပြီးတော့နှစ်မျိုးရှိရယ်အခုဒီ DSMC Samsung Intel တို့အကုန်လုံးရဲ့ ဖန်ဆစ်စာဒီဇိုင်းတွေကတော့နန်နိုရှိတယ်ယူပါဗျာနန်နိုဝိုင်ယာကတော့ဘယ်သူတွေသုံးလဲကျွန်တော်လည်းမသိဘူးပေါ့နော် live fat ကြီးကမတွေ့ဘူးအဲ့ဒီ G fat transistor တွေကိုဘယ်လိုထုတ်လုပ်တယ်ဆိုတော့အကြောင်းတော့ကျွန်တော်မပြောတော့ဘူးအဲ့ကောင်ဒီ apply material ရဲ့ video လေးမှာကြည့်လို့ရတယ်အဲ့မှာ animation တွေလဲကြည့်နေရင်တော့သဘောပေါက်ပါလိမ့်မယ်ဗျာ apply material ဆိုတာကဒီ ASML တို့ Nikon တို့လိုပဲအရင်အရေးကြီးတဲ့ set တွေထုတ်တဲ့ company တခုပဲ American company ပေါ့အခု GAA transistor တွေထုတ်တာသူတို့ထုတ်တဲ့ set တွေက EUV set တွေလိုပဲဒန်းလူအရေးပါလာဗျာနောက်ပိုင်းမှာ EUV အောင်လိုချင်မှလိုတော့မယ်လို့ပြောတာတော့တွေ့မြပါပဲ Intel ကပြောတာပေါ့တကယ်ဟုတ်မဟုတ်ကတော့သူတို့ပဲသိပါပဲ stock ကစားချင်လို့ပြောရတယ်ဖြစ်နေတာပဲလေ Intel က 8A မှာအဲ့ဒီ backside power delivery တို့ GAA fat တို့တုံးတာတော့တချို့တွေကအဆင်မပြေမှကြောက်ကြတာပေါ့အရင်10 nanometer တော့အိမ်မက်ဆိုးတွေသတိပြန်ရတာအဲအကြောင်းလဲ Intel ကအခုတိတ်မကြ ာသေးခင်မှာလုတ်သွားတဲ့ VLS ဆိုင်ပွဲမှာသူတို့ရှယ်ဆန်းဟာဆိုတာပြသွားတယ်။အနှုတ်55ဒီဂရီရက်တွေ125ဒီဂရီထိတခါတည်း A လိုက်ပူလိုက်တွေချက်ချင်းကြီးပြောင်းရတာပြီးတော့ဒီ150အထက်အဲ့လိုအပူထဲမှာအကြာကြီးပြစ်ထားတာပေါ့။အဲအဲ့လိုအကုန်ဆန်းပြီးတော့အဲ့ဒီ data တွေအကုန်လုံးကိုအသေးစိတ်ထုတ်ပြလာတယ်။ထုတ်လဲထုတ်ပြပါမယ်။ဘာဖြစ်လဲဆိုတော့ 80 ear သူများတွေကိုပါရောင်းစားမဲ့ intel ပထမဆုံး note အဲ့တော့ညနေပိုင်းလှမှဖြစ်မှာပြီးတော့အဲ့မှာအရေးကြီးတာ backside power delivery သုံးလိုင်း transistor ရဲ့အလဲရောက်ဝါလေအပေါ်မှာဒီ signal wire တွေအောက်မှာ power wire တွေအဲ့ဒါကြောင့်ကောင်းကောင်းအေးပေးနိုင်မှာမလားဆိုတာလည်းစိတ်ကူကြတယ် intel အဆိုရတော့စိတ်ကူကြမရှိပါဘူးလေသူတို့အဲ့ဒါကိုလည်းတေချာစမ်းပြလာပါတယ်သူတို့ထုတ်ပြတဲ့ data တွေအရ intel 80 ear intel 3ထပ် power စား22မှာ25%ပုံမြန်တယ် power စား40%တောင်တက်တာဗျာ တင်မှာ40%နီးပါ့။ခဏကြီးကကြီးလာရေလားပေါ့။ကြီးမှာပေါ့။ Intel 3ကဒီ N3 ကိုပေါ့လို့3 nanometer class မှာမဟုတ်လား။အဲ့ကောင်ကတကယ်တော့5 nanometer class ပဲရှိရ။ Intel ရဲ့3 nanometer class အစ်စ်က 20A ဖြစ်မှာပေါ့အဲ့ကောင်အချိန်နဲ့အရန်ကောင်းတော့ဒီကောင်နဲ့ India ET A ကိုအမြန်ကျော်ချလိုက်တာ 20A ကိုမထုတ်တော့ဘဲနဲ့ 80A ကတော့တကယ်ကို2 nanometer class node အစ်စ်ပါကျွန်တော်ခုပြောတဲ့3 nanometer class တို့ဘာလို့ဆိုတော့ဒီ industry ရဲ့မှာလက်ခံထားတဲ့ဒီဒီလောက် class မှာ transistor တွေကဒီရွယ်စားရှိရမယ်1 mm square မှာဒီလောက်လောက်တော့ဆန့်ရမယ်ဆိုပြီးတော့ရေဘူးရလက်ခံထားတဲ့အရာတွေပေါ့အများအားဖြင့် လောက်ရှိနေမှာတော့မဟုတ်ဘူးဗျာအခု2နာနိုမီတာ class transistor တွေကဘလောက်အရွယ်အစားရှိတယ်ဆိုတော့အခုဒီ GA fat တွေပြောပေါ့ transistor တစ်ခုလုံးရဲ့ size ကတော့30 to 40နာနိုမီတာလောက်ရှိတယ်အဲ့ဒီ transistor ရဲ့အသေးဆုံးအစိတ်ပိုင်းပေါ့နာနိုရှိလေးတွေကတော့5 to 8နာနိုမီတာလောက်တော့ရှိတယ်2နာနိုမီတာနားကတ်တာတော့တခုမှမပါဘူးအဲ့ဒီအကြောင်းလည်းဆိုတော့ဗီဒီယိုလုပ်ထားရှိပါတယ်စိတ်ဝင်စားရင်သွားကြည့်ကြည့်လို့ရပါတယ် ကြည့်ရတော့ကတော့ intent 18 air တော်တော်ကောင်းတဲ့ note ဖြစ်လာဖို့များတယ်။အဲ့ဒီကောင်သုံးထားတဲ့ဒီ pantalite လို့ပေါ့ထွက်လာရင် AMDO ပြန်ပြီးတော့ပြိုင်နိုင်မယ်လို့ထင်ပါတယ်။အဲသူ့ရဲ့ RGBO တွေပါကောင်းကောင်းထုတ်နိုင်ပြီး Nvidia ကို pressure ပေးနိုင်ရင်တော့ share ပဲပေါ့။ အခုကသိရတဲ့အတိုင်း PC pass တွေတဖြည်းဖြည်းဈေးတက်လာတယ်ဗျာအဲ80ရင်ကအခုသူများတွေတော်လည်းထုတ်ပေးမယ်ပြောတယ်အခုလက်ရှိ TSMC ကပြိုင်မမရှိတော့ဈေးတွေဆွတ်တောင်းလာဗျာပြိုင်မရှိနိုင်ရင်တော့သူလုံးဝအကျင်းတွေ short ပေးရတော့မှာပဲအဲ့ခါကျရင်ဒီ chip တွေအကုန်လုံးဈေးကျလာရင်ကျွန်တော်တို့တော့ကောင်းတယ် electronic တွေဈေးပိုတက်တာပေါ့အဲဒီ video လေးကနည်းနည်းတော့ရှုပ်မှန်ထင်ပါတယ်ကျွန်တော် descript ကိုလည်းအချိန်အကြာယူပြီးတော့တက်နိုင်ဆုံး information တွေမှန်အောင်စူးစမ်းရပါတယ်လွဲလာပါညာရှိကောင်းရှိနိုင်ပါတယ်အဲ့အကုန်လုံးကိုလည်း comment မှာလာပြောပေးတော့ရပါတယ်ကျွန်တော် script ရေးတော့ချက် GPT ကိုလည်းမေးတယ် ကျွန်တော်ပတ်စံပေးပြီးသုံးတာနော်အဲ့ဒီအမြင့်ဆုံး4 model သုံးနေလို့ပတ်စံပေးတာအဲအဲ့ကောင်မေးတာကျွန်တော်တလွဲနေပြောတာမင်းပြောတာမဟုတ်သေးဘူးနော်လို့ပြောတာကိုကျွန်တော်နားမလည်ဘူးထင်လို့ဆိုပြီးတော့အမေ diagram တွေပဲလုပ်ပြီးထုတ်ပြသေးတာအဲ့ဒါလည်းတလွဲကြီးပဲမှားနေတယ်ထပ်ပြောရပါဗျာအဲ့တော့မှပဲတော့မှန်လာထွက်လာတယ်။ကဲဘရိုကဘာမှားနေလဲဆိုတာမသိရဘူး။အဲ့အမှားကြီးကိုယုံလိုက်မြင်တော့သွားပြီပဲ။ အဲ့ဒါ AI hallucinate ဖြစ်တယ်လို့ခေါ်တာပေါ့ဒီဘောင်းနဲ့သူသိလို့အကုန်ရှိတာပဲအဲ့ဒါလည်းအခုနောက်ပိုင်းဒီ online မှာ AI နဲ့ generate ထုတ်ထားတဲ့ပေါက်ကက် data တွေကများလာတော့သူတို့ကကိုယ့်ကိုယ်အိမ်ထဲမှာနေထောင်လဲပြီးတော့ပြန်ပြီးတော့ feedback loop မကောင်းဖြစ်တာပါဗျာအခုနောက်ပိုင်းက data asset တွေကလည်းရှားလာဗျာအဲ့လိုမျိုးတကယ် data asset တွေတင်လာတဲ့ site တွေကလည်း AI သမားတွေလွယ်လွယ်နဲ့ခိုးလို့မရအောင်အကာအကွယ်တက်လာကြတော့နောက်ပိုင်းပုံပုံဆိုးလာမယ်ထင်ပါတယ်အဲဒီဗီဒီယိုလေးကတော့လောက်ပါပဲသဘောကျရဆိုရင် like share subscribe နဲ့အားပေးလို့ရပါတယ်အားလုံးပဲကြည့်ရှုရပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ